စကိုင်းနိုင်ကိုကြည့်ရှုအားပေးနေကြတဲ့ချစ်ခင်လေးစားပါတော်မိဘပြည်သူညီကိုမောင်နှမများအလုံးမဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျမိဘပြည်သူများခင်ဗျကျွန်တော်တို့လူသားတိုင်းဟာ Pride စိတ်ထားကောင်းကိုမုံမြတ်စွာနှလုံးသွင်းဖို့လိုအပ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်လည်း Pride ဖုန်းတော်ကြီးကြောင်းတွေ Pride အသင်းဖွဲ့တွေများစွာပေါ်ပေါက်လာပြီးပဲဖြစ်ပါတယ်ခင်ဗျ ဒီကနေ့မှဆိုရင်လည်းကျွန်တော် Skynet တောင်ကြီးပြည်တော်ဖွဲ့သားတွေရောက်ရှိနေနေရတော့ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆတ်မြို့မှာရှိတဲ့ရန်နာမန်အောင် Brighter အကြောင်းတိုင်းကနေသတင်းပေးတင်ဆက်နေရပဲဖြစ်ပါတယ်။ဒီကနေ့ရန်နာမန်အောင် Brighter အကြောင်းတိုင်းမှာဆိုရင်တော့ဖုန်းတော်ကြီးတင်ပညာရေးမူလတန်းကြောင့်ចောင်းဆောင်တဲ့ဖွင့်ပွဲအခမ်းအနားနဲ့ရှေးဆက်ချလူတော်မင်္ဂလာခမ်းအနားကိုကျင်းပပြုလုပ်တော်မှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဒီကနေ့ခမ်းအနားနဲ့ပတ်သက်တဲ့မြင်ကွင်းပုံရိပ်တွေကိုလည်းမိဘပြည်သူများထပ်တုထမ်းမြမူတီတာပွားများသိနိုင်မှုအတွက်ကျွန်တော် Skynet တောင်ကြီးပြည်တော်ဖွဲ့သားတွေကရိုက်ကူးတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ မိဘပြည်သူများခင်ဗျာဒီကနေ့ကျင်းပတဲ့စေတနာမှန်အောင်ပရိဒါကျောင်းတိုင်းဖုံတော်ကြည်တင်ပညာရေးမူလတန်းကျောင်းဖွင့်ပွဲအခမ်းအနားအလူရှင်များအားဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားနဲ့ရေးဆက်ချမင်္ဂလာအခမ်းအနားကိုတော့ပြည်내တန်ကမဟာနိုင်ကအဖွဲ့ဖုံတော်ကြည်တင်ပညာရေးကျောင်းဥက္ကဋ္ဌဆရာတော်ဗဒ္ဒနာသူရိယာမြို့내တန်ကနိုင်ကဆရာတော်မြို့내သာသနာရေးမှုနဲ့တကွာတာဝန်ရှိသူများအလူရှင်များနဲ့ဧည့်သည်တော်များဆုံးလင်းစွာတက်ရောက်ခဲ့ကြပါတယ်။ ဘလို့ရွယ်ချမ်းတယ်လဲဆိုတိုင်းရင်းသားတွေပေါ့နော်မဖွင့်ဖြူသေးတဲ့တိုင်းရင်းသားတွေကိုနည်းနည်းပညာတတ်စေချင်တယ်ပေါ့နော်သူတို့လေးတွေဆိုတအားနွမ်းပါတဲ့ကလေးတွေလည်းပါတယ်ပေါ့နော်အဲ့မျိုးဆိုပညာတတ်စေချင်တဲ့ရွယ်ချမ်းတဲ့လာတင်ချပေးတာပါအခက်ခဲတွေရှိပါတယ်အများကြီးပေါ့ဟိုတချို့ဆိုအဲ့လိုစကားပမာစကားမတတ်တဲ့ကလေးတွေပါတယ်ပေါ့နော်အဲ့မျိုးဆိုအကြီးလေးတွေနဲ့ပြန်ပြီးတော့သင်ပေးရတယ်ပေါ့နော်နောက်ပြီးတော့လိုအပ်ချက်ကတော့အများကြီးရှိပါတယ်ကလေးတွေနေမှုထိုင်မှုစားသောက်မှု အဲ့လိုစေကူတာဖို့ပေါ့နော်အဲ့လိုမျိုးတွေပေါ့ဖက်ဖက်ကနေလိုအပ်ချက်တွေတော့အများကြီးရှိတာပေါ့တတ်နိုင်တဲ့လောက်တော့ဘုံတော်ကြီးကလည်းလှုပ်ပေးထားပါပြီညီမြပါတယ်အခုချိန်ကြီးတော့ဆရာဆရာမအင်အားရောចောင်းသားအင်အားရောနည်းနည်းများနေတာပေါ့နော်ဆရာမတွေတော့နည်းနည်းလိုအပ်အောင်မဲ့ထင်ပါတယ်အများကြီးဝမ်းသာပါတယ်ဒီចောင်းဆောင်တကြီးဖြစ်လာတာကောစားစားရရအကုန်အစင်ပြပြင်းလေးဖြစ်သွားတယ်ဗောနောចောင်းဆောင်တဲ့ဆောင်ပြီးတော့ကလေးတွေအေးစေးစေးအေးချမ်းချမ်းလေးပညာသင်ကြားနိုင်တာကောဗောနောတအားဝမ်းသာပါတယ်လို့ကလေးတွေ ကျောင်းဆောင်တက်ကိုရောအဖက်ဖက်ကလှူဒန်းပေးတဲ့အလူရှင်တွေရောအားလုံးကိုကျေးဇူးတင်ပါတယ်လို့အကုန်လုံးအဆအဆရရပြည့်စုံပြီးကျမ်းမာချမ်းသာကြပါစေလို့အခမ်းအနားဆောင်မှာတော့ကျောင်းဆောင်တက်ကိုမြို့နယ်သာသနာ့ရေးဦးစီးမှုဦးစိန်လင်ကဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးပြည်နယ်တန်းကနိုင်ကဖုံးတော်ကြည်တင်ပညာရေးဥက္ကရာဆရာတော်ဗဒနာသူရိယာကဆိုင်ဘုတ်ကိုဆက်ကလုံနဲ့ဖွင့်လှစ်ပေးခဲ့ပါရခင်ဗျာဒီထောင်ရတဲ့ရွေးချယ်ဒီပြည်နယ်မှာရှိတဲ့ကလေးတွေနော်ပညာရေး ဟိုနေ့ပေါ့အရှင်ပြေအောင်ပေါ့နော်ဒီထောင်ဝင်ချင်းဖြစ်ပါတယ်ဒီကျောင်းတိုင်းမှာကလေးတွေပညာသင်ပြီးတော့ဟိုပညာတက်မြောက်တဲ့ဟိုပညာတက်မြောက်ပြီးတော့ဒီဒီကျောင်းကနေပြီးတော့အထက်တန်းအလယ်တန်းထက်တန်းဒီကျောင်းဒီတော့ဖွင့်နေသင်ကြားရနေဖြစ်ပါတယ်ယဟန်ကတော့၄ပါးသံမဏေကတော့34ပါးကျောင်းသား85ယောက်ကျောင်းသူက 81ဆရာမပေါ့ဆရာဆရာမ9ယောက်ဦးစင်းရတပါးပေါ့အခဲအခက်ခဲရတော့ဘူးတေကာစားဆိုတော့အရန်များတယ်ပေါ့နော် စာဝတ်နေဟိုကျမ်းမာရေးအဲ့ဒါတွေအခက်ခဲအများကြီးရှိပါတယ်စာသင်ဆောင်တော့ပြီးသွားတော့အကြောင်းမဟုတ်ဘူးနော်အခုကအိတ်ဆောင်လိုပဲတော့ဦးစင်းအခက်ခဲဆုံးကတော့ရေပေါ့ဒီကဦးစင်းကရေရဝယ်ပြီးတော့သူတို့ကိုတုံးပေးရတာဒီနေ့ကို16000လောက်ကုန်ပါတယ် အဲ့အတွက်လည်းဥစဉ်ရဲ့အရန်ခက်ခဲဖြစ်ပါတယ်အခုလိုဥစဉ်ဒီလိုပရိဒါကျောင်းကြီးကိုထူထောင်နိုင်တဲ့ဖွင့်လှစ်ပွဲလုပ်နိုင်တဲ့အတွက်ဒီလူရှင်လူမာတွေပေါ့နော်ဥစဉ်ကိုပံ့ပိုးကူညီပေးတဲ့လူရှင်လူမာတွေရောခုနှစ်သားသမီးတွေအားလုံးဟောကျေးဇူးအများကြီးတင်ပါတယ်ကျန်လဲကျန်မာပါချမ်းသာချမ်းသာကြပါစေပေါ့နော်အဲ့ဒီနောက်မှာတော့ကြွားရောက်လာကြတဲ့ဆရာတော်တန်ဃာတော်များနဲ့ပရိသတ်များကနမောတတ္တသုံးချိန်ရုပ်ဆိုဖျားကြောပြီးအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျာအရဟတော ဆက်လက်ပြီးဆရာတော်ဗဒ္ဒနာသူရိယအရှင်သူမြတ်ကဩဝါဒကထာမိန့်ကြားတော်မူခဲ့ပါတယ်။တပည့်ဒါယကာဒါယကာမအပေါင်းတို့ကမြို့နယ်တန်ခါနိုင်ကဩခရဆရာတော်ဗဒ္ဒနာအာလောကထံမှ၅ပါးတိလခံယူဆောက်တည်ခဲ့ပါတယ်ခင်ဗျာ။အရင်နောက်မှာတော့အလူရှင်များကိုတာဝန်ရှိသူများကဂုံပြူလော်များပေးအပ်ချင်မြင်ခဲ့ပါရခင်ဗျာ။ ဆက်လက်ပြီးဆရာတော်အရှင်သူမြတ်တို့ကိုလူပွဲဝတ္ထုများဆက်ကလူတန်းကမြို့နယ်တန်းကနိုင်ကအဖွဲဥက္ကဋ္ဌဆရာတော်ဖျားထက်မှာတာရုအနုမောဒနာတရားနှာကြားခဲ့ကြပြီးလူတန်းမှုအစုစုတို့အတွက်ရည်စက်တွန်းချအမျှပေးဝေခဲ့ကြပါရခင်ဗျာဒီကြောင့်ကျွန်တော်တို့ ကလေးပလာဟိတာကျွန်တော်တို့ကြောင်းဆောက်တဲ့ဟိုပြည့်တဲ့ဟာကျွန်တော်တီထောင်တဲ့ဟာခုနှစ်မှစတာပေါ့လေပြီးခဲ့တဲ့နှစ်ကတော့ကျွန်တော်တို့ကိုထုကိုထသဘောမျိုးနဲ့လှုပ်လာပြီးတော့အခုစာသင်နှစ်ကြာမှကျွန်တော်တို့ချပြပါတယ်အထက်ကလည်းတက်ကချပြတဲ့ကမှကျွန်တော်အခက်အခဲပေါင်းစုံနဲ့တော့ကျွန်တော်တို့လှုပ်ရှားရုန်းကန်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်တို့မှာမှန်းနာတဲ့ကျောင်းသားဥယျာ300နီးပါးလောက်ဖြစ်သွားတယ်300နီးပါးလောက်ဖြစ်သွားတဲ့အခါကျွန်တော်တို့စားဖို့နေရေးနေရေးလဲ ဆရာတို့လည်းမြင်ကောင်းမြင်ပါလိမ့်မယ်ဟိုစားရေးတောက်ရေးကြတော့လေကလေးတွေမနဲ့တခါနှိတ်ကင်းတခါညတခါသုံးကကျွေးရတဲ့သဘောနေကြတော့စားဝတ်နေရေးကတော့အခုလောဆယ်တော့အချိန်မပြေသေးဘူးပေါ့အလူကံပုံကွာလေများများစားစားတော့မရသေးဘူးទីတာလည်းမရှိသေးဘူးပြီးတော့ဟိုနောက်မှဆိုရင်တော့တိလာမှာပေါ့လူမဲ့တမ်းမဲ့လူလဲ ကျွန်တော်အခုချေတော့နေပါသေးတာပေါ့ဗျာမတိလို့လည်းမหลူကြသေးတာပါသိရင်တော့หลူကြမှာပါပဲပြီးတော့ကျွန်တော်တို့ကတော့ဟိုကကျေးဇူးတင်ဝမ်းမြောက်ချင်တာကတော့ဘာခေါ်မလဲဆိုတော့ကျွန်တော်တို့ဒီတောင်းသားလေးတွေရဲ့စားဖို့နေရေးအဆင်ပြေဖို့နေရေးကျမ်းမာရေးအဆင်ပြေဖို့ကျွန်တော်တို့မှာအများကြီးအထောက်အကူလိုပါတယ်ဗျာအခုကျွန်တော်တို့ဘုန်းကြီးတွေရဲ့ဟိုကလူတန်းရရှိတဲ့ငွေလေးနဲ့ တကားကမတတ်နိုင်တဲ့ဝင်လေးနဲ့ထမ်းပြီးတော့ဒီတောင်းဆောင်ကြီးကိုဆောက်ခဲ့ရတာတော့တော်လေးကိုခက်ခဲ့တဲ့နဲ့အချောမကန်ရအခင်မခင်ရအဲ့ဒါမျိုးနဲ့ကျွန်တော်ဖြစ်ခဲ့ပါတယ်အခုနောက်နောက်နောက်ကြရင်တော့ကျွန်တော်တို့အလူရှင်တွေတော့အများကြီးလိုအပ်ပါတယ်အခက်ခဲလေးဒီမှာမဖြစ်မနေဘူးတကယ်ကိုအခက်ခဲဖြစ်နေပါတယ်ဇာဝနေရမှာစကုဏပြောလို့ခက်ခဲပေါင်းစုံနဲ့ကြော်လာတဲ့အခါမှာ အလူရှင်ပေါင်းများစွာတော့ကျွန်တော်ဖိတ်မှတ်လက်ကပြည့်တင်ပါတယ်။ဟိုအထက်ဌာနတွေဘာတွေကပညာရေးဌာနသာသနာ့ရေးဘူညီဌာနကနေပြီးတော့ကူညီပံ့ပိုးမယ်ဆိုရင်တော့ကျွန်တော်တို့အတိုင်းနဲ့လုံငန်းသားတာ။အဲ့ဒီနောက်မှာတော့ဒီကနေ့ကျင်းပတဲ့ခန္ဓာကိုယ်ဗုဒ္ဓသာသနာစီရန်တိတ်တူတုံးကျင်ရဆိုပြကြတော့ကအခမ်းအနားကိုအောင်မြင်စွာရောက်သိခဲ့ပါရခင်ဗျာ။သာဓုသာဓုသာဓု အဖာဒီပရာဟိတကျောင်းကရှိတဲ့မိပါမဲ့ကလေးတွေ90ကိုဆွန်ကွန်အဖွာတို့ရဲ့မြို့မှာယောဂီဖွဲ့ကအမြဲတမ်းတာဝန်ယူဆောင်ရွက်ပေးနေပါတယ်အချက်ပြုတ်အားလုံးကိုအန်တီတို့ယောဂီတို့ဖွဲ့ကပဲအားလုံးတာဝန်ယူပြီးတော့မှဆောင်ရွက်ပေးပါတယ်ခင်းရလည်း9မျိုးလောက်ချက်လာပေးထားပါတယ်လူ900စာလောက်ကိုအားလုံးအဆင်ပြေအောင်ချက်ပြုတ်လာထားပေးပါတယ်ကလေးတွေအားလုံးအဆင်ပြေဖို့လဲစာအုပ်ကအစာအန်တီတို့အားလုံးတာဝန်ယူပြီးတော့မှသူတို့ပံ့ပိုးပေးတယ်အဲသူတို့လေးတွေပညာတတ်ဖြစ်အောင်လို့အန်တီတို့အမြဲတမ်း ကျေနပ်ဝမ်းတာအားရနဲ့သူတို့အတွက်ကိုလည်းပညာတတ်ဖြစ်အောင်လို့ပဲအတိတ်ကသူတို့ပံ့ပိုးပေးတဲ့အတွက်ကြောင့်မလို့အန်တီတို့အများကြီးလည်းဝမ်းတာပါတယ်ဒီပရဟိတအကြောင်းကိုပြီးမြောက်သွားတဲ့အတွက်ကြောင့်လည်းအန်တီကတအားနဲ့ဝမ်းတာပြီးတိဖြစ်မိပါတယ်စိတ်ခံစားချက်ကတော့သူတို့စားတော့ရတာတိတ်တော့အဆင်မပြေဘူးပံ့ပိုးကူညီတဲ့လူကနည်းနည်းနည်းနေတော့အန်တီတို့ယောဂီအဖွဲ့လောက်ပဲရှိတယ်ဆိုတော့တိတ်တော့အဆင်မပြေဘူးဖြစ်နေပါတယ်ဘာပြည်သူများခင်ဗျာရှယ်တနာမန်အောင်ပရိုက်တာကြောင်းတိုင်းဖုန်းတော့ကြည့်တဲ့ ညာရေးမူလတန်းကြောင်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့သင်ကန်းဝတ်နဲ့လောကီပညာတက်မြောက်ရန်ဇက်ဝေးနဲ့ဆင်းရဲနွမ်းပါသောចောင်းသားចောင်းသူများပညာသင်ကြားနိုင်ရန်နဲ့အခြေခံပညာအထက်တန်းအောင်မြင်ပြီးထူးချွန်ထက်မြတ်သောနိုင်ငံဝန်ထမ်းများဖြစ်ထွန်းပေါ်ပေါက်လာစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီចောင်းမှာတော့နန်းဆက်မျိုးအနီတစ်ဝိုက်မှာရှိတဲ့ဒိတာခန်ပအိုးပလောင် ရှမ်းဗမာအစရှိတဲ့တိုင်းရင်းသားကလေးငယ်ပေါင်း 200ကျော်ပညာသင်ကြားလျက်ရှိပြီးကလေးငယ်များအတွက်ပညာရေး၊ကျန်းမာရေး၊နေထိုင်စားသောက်ရေးတို့အတွက်လှူဒန်းလိုတယ်ဆိုရင်တော့ရတနာမန်အောင်ပရိဒတ်ကျောင်းတိုင်းအမှတ်၄ရပ်ကွက်နမ်ဆန်မြို့ဖုန်းနံပါတ်39 2523 3939 6နဲ့39 2539 6631863တို့ကိုဆက်သွယ်လူရန်နိုင်မှာကြောင်းရိုသေစွာတင်ပြအပ်ပါရခင်ဗျာဒီအစီအစဉ်ကိုတော့ Skynet တောင်ကြီးဗျူရိုကရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ